ခင်ဗျားမိတ်ဆွေများလုံးပဲအမင်္ဂလာပါဗျာနော်ကျွန်တော်တို့ဒါမနက်ပတ်ဆိုရင်တော့ဒါ16ကြိမ်အတွက်ကျွန်တော်တို့ဒါထုတ်ကနက်လေးတွေရပါတော့ဗောနော် Okay ဒီအကြိမ်အတွက်ပေါ်တော့ဒါကျွန်တော်တင်ခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ဒီမှာအနှစ်ချုပ်ပြပါမယ်ဗျာနော်အာကျွန်တော်ဂျားထဲမှာတော့နှစ်ပင်လားသုံးပင်လားရှိပေါ့နော်ကျွန်တော်အနှစ်ချုပ်ပြဖို့ကျွန်တော်ပြစ်ွက်ခဲ့တယ်ဗောနော်အဒီကြိမ်မှာတော့ကျွန်တော်ထပ်ပြီးတော့ဒါအနှစ်ချုပ်လေးထုတ်ပေးပါမယ်เนาะဒါဆိုရင်ကျွန်တော်တင်ထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ဒီမှာခြားပြီးတော့တစ်ချေရေးပေးမယ်เนาะ ကျွန်တော်တင်ခဲ့တာကကျွန်တော်တို့ဒီမှာဝမ်ချင်းပေါ့နော်ဝမ်ချင်းကနေစပြီးတော့ကျွန်တော်တို့ရေးကြည့်မယ်နော်တစ်ချင်းကကျွန်တော်ဗာချင်းတင်ခဲ့လဲဆိုရင်ဒီတစ်ပတ်ကကျွန်တော်တို့383နော်383အချင်းတင်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ break နော် break line ကကျွန်တော်တို့ဗာတင်ခဲ့လဲဆိုရင်ကျွန်တော်တို့113နော်113 break ဆိုပြီးတော့ကျွန်တော်တင်ပြခဲ့တယ်ပေါ့နော် အဲပြီးရင်တော့လုံးပိုင်ရှိတယ်ပေါ့နော်လုံးပိုင်ကကျွန်တော်တို့ဒါအရင်ပတ်တုန်းကလည်းကျွန်တော်တို့6ပေါ့နော်အဲ1 6လုံးပိုင်ကကျွန်တော်တို့6ကအညီဖြစ်ခဲ့တယ်ပေါ့နော်အဲလုံးပိုင်ကကျွန်တော်တို့ဖားရှိလဲဆိုရင်ပေါ့နော်ဖိုင်ပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်ဒီတစ်ပတ်အမူအတိုင်းရတာဆိုရင်ကျွန်တော်တို့3ည5ဆိုပြီးတော့ရှိတယ်နော်အဲတော့ကျွန်တော်တို့ပိုင်မပိုင်ကတော့ကျွန်တော်ထွက်မှတည်မယ်ပေါ့နော်โอเคပြီးတော့ကျွန်တော်နောက်ထပ်တင်ခဲ့တဲ့အပီးပေါက်ရှိမယ်ပေါ့နော် အာအပီးပေါက်ကကျွန်တော်လေးလုံးအပီးပေါ့နော်အာဒီတောင်းလေးပဲခြာရေးလိုက်တော့မယ်6လေး7ကျပ်နော်နော်ဒီကောင်ကအပီးဆိုပြီးတော့ကျွန်တော်အာအပီးပေါက်ပေါ့နော်ဒါတင်ပေးခဲ့နော်အဲ့မှာတော့ကျွန်တော်တို့ဒီမှာ6လေး7ကတရန်တစ်လုံးထင်တယ်နော် တရန်တလုံးနဲ့ကျွန်တော်ခဏလေးထုတ်ပေးပြီးသားပေါ့နော်ထုတ်ပေးပြီးသားအဲစုစုပေါင်းကကျွန်တော်တရန်တလုံးဆိုရင်ကျွန်တော်တို့ဘယ်နှကွက်သွားရှိမလဲဆိုရင်၈ကွက်လာမသိပေါ့နော်၈ကွက်ရှိမယ်အဲ့ကောင်တော့တကယ်ကျွန်တော်ဒါပြန်ပြီးတော့ကြည်လိုက်ပေါ့နော်ပြန်ပြီးတော့ကြည်လိုက်ပါ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်ကြံတဲ့ဟာကအဲ၄ကွက် site တခုကျွန်တော်ထုတ်တာရှိတယ်ပေါ့နော်တွဲလုံးရဲ့ break ပေါ့နော် break နဲ့ကျွန်တော်တို့ချုပ်ထားတာပေါ့နော်တွဲနဲ့ break ဆိုပြီးတော့နော် Okay ဒီမှာ တွဲလုံးနဲ့ break နဲ့ပေါင်းတာပေါ့နော်တွဲလုံးအပေါင်း break ဆိုပြီးတော့နော်ကျွန်တော်ထုတ်ခဲ့တဲ့၄ quick ရှိပါတယ်နော်အဲဒီ၄ quick ကကျွန်တော်တို့ဘာတွေလဲဆိုရင်ကျွန်တော်တို့ခွန်နှစ်ခွန်နော်ပြီးရင်ခွန်နှစ်နှစ်နော်ပြီးရင်နောက်ထပ်ကခွန်၄ငါနော်နောက်ထပ်ဘာရှိမလဲ940ဆိုပြီးတော့နော်အာကျွန်တော်တို့ဒီမှာ tip break ရယ် 6 break ရေပေါ့เนาะတစ်6 break เนาะတစ်6 break ကိုဒါထုတ်ပေးခဲ့တယ်เนาะနောက်ထပ်ကတော့ကျွန်တော်တို့ရှိတာကဒဲတွေပဲရှိတော့တယ်ပေါ့เนาะ okay ဒဲเนาะဒဲတွေတင်ခဲ့တာကျွန်တော်အဝါလောက်ရှိမယ်ထင်တယ်3 4ခွက်လောက်တော့ရှိမယ်เนาะခွန်1ခွန်เนาะပြီးရင်နောက်ထပ်120เนาะနောက်ထပ်ကကျွန်တော်တို့နှစ်ကွက်ပေါ့เนาะကျွန်တော်တင်ပေးခဲ့တယ်နောက်အရန်တစ်ကွက်ဆိုပြီးတော့ပေါ့เนาะပြောခဲ့တယ်1 9 5เนาะ နေကူငါရှိတယ်အကောင်ကအဲတွမှုလိုက်ပေါ့နော်နေ6ငါရှိတယ်ဒီကောင်လည်းကျွန်တော်တန်းတလုံးနဲ့ပေါ့နော်နေ4 5ကိုကျွန်တော်တို့ရံပါဆိုပြီးတော့ပေါ့နော်အာထည့်ပေးခဲ့တယ်နော်ဒါပဲပေါ့နော်အာဒီတစ်ပတ်အချုပ်ကဒီတစ်ပတ်စာအတွက်ကကျွန်တော်ထိုးရမယ့်ခဏနေကနေတယ်ပေါ့နော်အရင်လည်းကျွန်တော်ထုတ်မထားတဲ့အတွက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ ီထက်ကဘယ်ကောင်လေးတွေဒါရွေးရင်ကောင်းကြမလဲပေါ့နော်ရွေးရင်ကောင်းကြမလဲဆိုတော့ကျွန်တော်တို့ဒီမှာထုတ်လိုက်တဲ့ဟာဆိုရင်တော့ကျွန်တော်တို့ one chain နဲ့တော့တွားပြီးတော့အာမညီဦးဖြစ်နေတယ်ပေါ့နော်အာမညီတဲ့အတွက်ကျွန်တော် one chain နဲ့နည်းနည်းလေးလောက်ထပ်ပြီးတော့ထုတ်ပြီးရင်ကောင်းမလားပေါ့နော်အဲအရာလေးလည်းစဉ်းစားတယ်ပြီးတော့ကျွန်တော်ဒီအပီးပေါက်ပေါ့နော်ဒီအပီးပေါက်ကလည်းကျွန်တော်တို့ဒီအဲ့မှာတော့ကနန်းရှိခွေကျွန်တော်ထုတ်ပြီးပြီးသားဖြစ်တယ်ပေါ့နော်အာတော့ကြည့်လို့ရတယ်အဲကနန်းကကျွန်တော်တို့ဒီတရန်တလုံးအပီးပေတန်ဆိုပြီးတော့ကျွန်တော်ထုတ်ပေးထားတယ်ပေါ့နော် โอเคပထမဆုံးကျွန်တော်တို့နောက်ထပ်ခဏလေးဒီမှာရွေးခင်ပေါ့เนาะဒီတဲကကျွန်တော်တို့ဒါမဖြစ်မနေပေါ့เนาะကျွန်တော်ကစားတင်တဲ့၅ခွက်လောက်အရင်ဆွဲထုတ်ပေးမယ်เนาะကျွန်တော်ဘာနဲ့ထုတ်မလဲဆိုရင်เนาะဒီ break ရောကျွန်တော်ကြိုက်တဲ့ခဏလေးရောเนาะတဲကကျွန်တော်ဒီကောင်းလေးတွေကျွန်တော်တင်ထိုးမယ် နော်တဲကတိတ်ပြီးတော့အရင်မရှိပေါ့နော်120ကတော့ဒါကျွန်တော်3ပြိတ်လဲပါတာဖြစ်တဲ့အတွက်ဒါကျွန်တော်ရွေးဖေးလိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်265เนาะ265ကကျွန်တော်တို့6ပြိတ်ကျွန်တော်265ဆိုရင်ဒီမှာ3ပြိတ်ပေါ့နော်ကျွန်တော်ပြိတ်3လေးနေတာကြိုက်နေတာเนาะအဲ10ပြိတ်ကြိုက်တယ်ဆိုရင်တော့ဒီမှာ265အရင်တဲကကျွန်တော်ဒါထိုးလို့ရတယ်เนาะပြီးရင်ကျွန်တော်ဒီ၄ွက်ထဲကပေါ့နော်ဒီကောင်ဆိုရင်လဲကျွန်တော်10ပြိတ်เนาะဒီကောင်လဲကျွန်တော်တို့10ပြိတ် ဒါဆိုရင်1 2 3 4 5ပထမဆုံးကျွန်တော်ဒီ5ခွက်ကိုစပြီးတော့ရွေးပေးမယ်ပေါ့နော်နောက်ထပ်ကျွန်တော်5ခွက်ကတော့ပေါ့နော်စုစုပေါင်းကျွန်တော်10ခွက်လောက်ထုတ်မလားလို့ပေါ့နော်ဒါစဉ်းစားကြည့်တာပါကျွန်တော်တို့၃ည၅ကလည်းထိရှိတယ်ပေါ့နော် ဒီကောင်ကိုကျွန်တော်ကဗာနဲ့ထုတ်ချင်လဲဆိုရင်ဒီဝမ်းကြီးလေးနဲ့တွဲပြီးတော့ကျွန်တော်ထုတ်ချင်တယ်ပေါ့နော်ထုတ်ချင်တယ်ဆိုတော့အဲတငယ်ချင်းတို့ကတော့ဘယ်လိုပြောမလဲကျွန်တော်လည်းဒါအကြိုက်တူမှနှစ်တင်မှကစားပေါ့နော်ကစားပါအဲကျွန်တော်အဓိက10ခွက်လောက်ပဲကျွန်တော်ဆွဲထုတ်သွားကြည့်လိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာနော်၃ညနဲ့၅နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွဲထုတ်လိုက်မယ်ဝမ်းကြီးနဲ့ပဲကြိုက်ပြီးတော့ပေါ့နော်ဒါဆိုရင်ကျွန်တော် tip rate သွားကြိုက်တယ်နော်830နော်ဒီမှာ၃ည၅ပေါ့နော် ပြီးတော့ကျွန်တော်ထိတ်တင်ခဲ့တာရှိတယ်ဗျာနော်9393ဆိုပြီးတော့ပေါ့နော်9 3ညနော်အဲဒီမှာကျွန်တော်တို့9 3ညကကျွန်တော်တို့ဘယ်လိုပြောမလဲအကောင်းဆုံးထိတ်စီဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်3ညထိတ်နဲ့ရေးပေးမယ်နော်3 8 3ဟုတ်ပြီနော်ပြီးရင်ကျွန်တော်9နဲ့တကွက်တော့ထုတ်လိုက်မယ်ပေါ့နော်9 3 3နော်ကျွန်တော်ကြိုက်တာ9 3 3နော် နောက်ထပ်ကဒီအပြီးပေါက်တဲ့ကကျွန်တော်ထပ်ပြီးတော့ရွေးပေးပြမယ်ထင်ပါတယ်အဲ့ဒီကဏ္ဍတော့သွားကြည့်ချင်းလဲကြည့်လိုက်နောက်ကျွန်တော်ကတော့ဒီမှာလဲအဲဘယ်လိုပြောမလဲဒီမှာပဲကျွန်တော်ထပ်ပြီးတော့ခွေလိုက်မယ်ပေါ့နော်ကျွန်တော် tip break ကကျွန်တော်တို့6 1 1เนาะနောက်ထပ်နှစ်ကွက်ကကျွန်တော်ဖြာရွေးပေးမလဲဆိုရင်4 8 1เนาะအဲသူကကျွန်တော်တို့ဒါ3 break ပေါ့နော်ပြီးရင်ကျွန်တော်နောက်ဆုံးတစ်ကွက်ပေါ့နော်နောက်ဆုံးတစ်ကွက်ဆိုတော့နောက်ဆုံးတစ်ကွက်ကကျွန်တော်ကြိုက်နေတာကဟိုဟာပေါ့နော်6 8 1เนาะ ီကောင်လေးတွေပဲကျွန်တော်ဒါကစားဖို့ရှိပါတယ်ဒီတစ်ပတ်တော့ပေါ့နော်တင်လာတော့တင်လိုက်တယ်ပေါ့ဗျာနော်အဲအဓိကပို့ပြီးတော့ကြိုက်တာကတော့အဲဒီကောင်လေးတွေပဲရှိတယ်နော်အဲဆိုကျွန်တော်တို့အစိမ်းလေးနဲ့ချက်ထားတဲ့ကဏ္ဍလေးတွေဒါငွေကြေးတို့အနေနဲ့ကန်စက်ကြည့်ပေါ့နော်ဟုတ်ကဲ့အဓိကဆိုရင်တော့ကျွန်တော်အဓိက3ခွက်လောက်ထပ်ပြီးတော့ပေါ့နော်ဒါကျွန်တော်အကြိုက်ကိုထပ်ပြီးတော့ယူပေးမယ်နော်အဓိက3ခွက်ဆိုရင်ဒီထဲမှာကျွန်တော်နော်ဒီကောင်လေးကြိုက်မယ်ဒီကောင်လေးကြိုက်တယ် နော်နောက်ထပ်ကကျွန်တော်ကြိုက်တာကဒီမှာဝမ်းချင်းလေးနဲ့ကြိုက်တဲ့ခဏပေါ့နော်ဒီသုံးခွက်ကိုတော့အဓိက main နေနဲ့ကျွန်တော်ကြိုက်ပါတယ်နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါ16ချိန်အတွက်ကျွန်တော်အနှစ်ချုပ်လိုက်ပြီပေါ့နော်ကျွန်တော်10ခွက်ပဲထုတ်ပေးလိုက်တယ်အာဒါအကြိုက်တူမှာကစားကြည့်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အများကြီးလည်းမကစားစီခြင်းမူအဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အကွက်တထောင်မှာတစ်ကွက်ပဲထွက်တာဖြစ်တဲ့အတွက်ကန်ဒီယားနဲ့အများကြီးဆိုင်တယ်ပေါ့နော်ကန်ဒီယားနဲ့အများကြီးဆိုင်တယ် အဲဒီတဲကသူငယ်ချင်းတို့လည်းအဲကျွန်တော်နဲ့ဒါအကြိုက်တူတဲ့ကဏ္ဍလေးတွေတွေ့မှာပေါ့နော်ဒါကစားကြည့်ပါဗျာနော်ဒါဆိုရင်ကျွန်တော်တို့ဒါ78ကြိမ်အတွက်ကတော့ဒီကောင်လေးကျွန်တော်အနစ်ချုပ်နေနဲ့ဒါချုပ်ပေးလိုက်ပြီပေါ့နော်အဲသူငယ်ချင်းတို့လည်းကြိုက်တဲ့ကဏ္ဍပါရင်နော် အဲကစားကြည့်နော်မာစတာလေးတွေပြပေးထားတယ်တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်နော်ဒီအောင်မှာ1 2 3 4 5ဆိုတော့စုစုပေါင်းကျွန်တော်10ကွက်ရှိတယ်နော်ကျွန်တော်မရွေးတဲ့အခြားကဏ္ဍလေးတွေကလည်းဒါထိုးချင်ထိုးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကြိုက်တာကိုကျွန်တော်ဒါပို့ပြီးတော့ရွေးပေးလိုက်တာပေါ့နော်โอเคပါဒါဆိုရင်တော့အားလုံးပဲမနေ့ကမှအစီအစဉ်ကံကောင်းပါစေဗျာနော်အဲတင်ထိုးဖို့ဆိုရင်တော့ကျွန်တော်အနီလေးတွေနဲ့စက်တာလေးထပ်ပြီးတော့ပြပေးထားတယ်နော်ဘာကြိုက်ပါ